ရသည်များအားလုံးပဲမင်္ဂလာပါရှင် Global Media ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီနေ့နိုဝင်ဘာ25ရက်နေ့ည7:00နာရီသတင်းများကိုတင်ဆက်ပေးတော့မှာပါကျောင်းတိုင်ပုံကြီးလှုပ်ပြီးတော့ KTV သွားခဲ့လို့ပြဿနာတက်ခရရတဲ့ပျော်ပေကဇာတော်တပါနေစာရောက်သွားပြီဆိုပြီးတော့တင်းချိုလိုက်ချိန်မှာထူဆန်းစွာတက်ရှင်လာလို့နမေကြီးနေတဲ့ထူဆန်းတော့ခွာခင်မဖြစ်သူနာမှာထိုင်မင်းမင်းသမီးကိုအခုလိုလိုလိုက်တဲ့ဘီယိုကြောင့်လူပြောများနေတဲ့မင်းသားအောင်ရီချမ်းစနီစတဲ့သတင်းများကိုပဲဖြစ်ပါရဲ့ရှင် ကျောင်းတိုင်းဖုန်ကြီးလုပ်ပြီး KTV သွားခဲ့လို့ပြဿနာတက်ခဲ့ရတဲ့ပျော်ပွဲကဆရာတော်တပောင်းပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဗုဒ္ဓဘာသာဝင်တွေအတွက်တော်တော်လေးစိတ်မကောင်းစရာကောင်းတယ်လို့ဒေါသထွက်စရာလည်းကောင်းတဲ့ဖြစ်ရပ်မှန်လေးတစ်ခုကိုပြန်လည်မျှဝေပေးကြပါမယ်တရဏဆိုတာအင်မတန်မှကြီးညိုပွဲရာကောင်းတဲ့နေရာတစ်ခုဖြစ်ပေမဲ့ဒီတရဏပေါင်းထဲမှာမဟုတ်တာလို့ပြီးတော့ကိုကျိုးရှာနေတဲ့သူတွေရှိနေရဲ့ဆိုတာလက်တွေ့မြင်ကွင်းတွေကသက်သေပြနေပြန်ပါတယ် ဒီတစ်ခါဖြစ်စဉ်ကတော့ပျော်ပွဲမျိုးနယ်ပဲမှာဖြစ်ပျက်ခဲ့တာပါ။ကြောင်းထိုင်စီကတော့အဖြစ်ခန့်အပ်ခံရပြီးတော့မကြခင်မှာပဲ KTB ရောက်သွားတဲ့ဖုန်ကြီးတစ်ပါးရဲ့အကြောင်းပဲဖြစ်ပါတယ်။ဇလန်ရဲ့အစားကတော့ပျော်ပွဲမျိုးနယ်ပြည်တော်အေးကြောင်းထိုင်ကနေစတင်ခဲ့ရပါ။ဒီကြောင်းထိုင်ချိန်မှာမူလသတင်းသုံးနေရဆရာတော်ကြီးပြောင်းလဲတော်မူသွားတဲ့အတွက်ကြောင်းထိုင်ကိုဦးစီးပေးကင်ဖို့လိုအပ်လာပါတယ်။ဒါကြောင့်အရှင်မုံနေသားလို့ဘွဲအမည်ရတဲ့ယဟန်တစ်ပါးကိုကြောင်းထိုင်စီကတော့အဖြစ်ယုံကြည်စွာနဲ့တာဝန်လွှဲအပ်ခဲ့ကြပါတယ်။ တက္ကະတက္ကမတွေကလည်းဆရာတော်ကြီးမရှိတော့တဲ့နောက်ဒီဆရာတော်အစ်စ်ကိုပဲအားကိုးပြီးတော့ကုသိုလ်ပွားများရမယ်လို့မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့မိတ်ဆွေတို့ရင်ယုံကြည်မှုဆိုတာတိဆောက်ဖို့ခက်သလောက်ဖြည့်ဆည်းဖို့ကတော့အတိုးတောင်းလာပါတယ်။ကျောင်းထိုင်ဆရာတော်ဖြစ်တောင်းဝင်ယူပြီးသိမ့်မကြပါဘူး။လွန်ခဲ့တဲ့ရက်သက်တစ်ပတ်လောက်ကပဲအလုံးအင်အားသိမ့်ဝဲတရင်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့အရှင်မုံနေတာတယောက်တင်ကန်းကြီးဝိလိယတာနဲ့ပျော်ဝင်မြို့နယ်တဲက KTV တခုမှရောက်ရှိနေခဲ့တာပါ ရောင်ရုံတသက်မဟုတ်ပဲပြောပါကားကုန်နေရဆိုတဲ့တဲ့ရင်တွေတပ်ပုံတွေစစ်စေးတွေရှိချက်တွေထွက်ပေါ်လာတဲ့ခါမှာတော့ဒကာဒကာမတွေကရင်ဘတ်စီတီးရမယ့်အခြေအနေဖြစ်သွားခဲ့ပါတယ်ဖျားသားတော်ရဟန်းတပါအထူးသဖြင့်ကျောင်းတိုင်ဆရာတော်အစဉ်ရှိသူတပါကကမကုံအာယုံတွေလွှမ်းမိုးတဲ့နေရာမျိုးမှာပျော်ပါနေရာကဝင်းနီးတော်အရာရော လောကဥပဒေအရာရောဘလို့မှလက်ခံနိုင်စရာအကြောင်းမရှိပါဘူး။ ။ဒါကြောင့်သက်ဆိုင်ရာတာရဏရောတန်ရှင်အဖွဲ့တွေနဲ့တန်ခါနိုင်ရကဆရာတော်ကြီးတွေကချက်ချင်းဆိုသလိုဝင်ရောက်ထိမ့်သိမ့်ပြီးတော့စစ်ဆေးခဲ့ကြပါရယ်။ရလကတော့ထင်းတဲ့အတိုင်းမှာပဲဝင်းနီးနဲ့မငီးတဲ့လုံရက်တွေကိုကျူးလွန်ထားတာထင်ရှားတဲ့အတွက်အရှင်မုံနေတော့ကိုလူဝေလဲစေပြီးတော့တာရဏဘောင်ထဲကနေဖယ်ရှားလိုက်ရပါရယ်။ကျောင်းတိုင်းနဲ့လည်းမသက်ဆိုင်တော့တဲ့အတွက်နှင်ထုတ်လိုက်တယ်လို့သိရပါရယ်။ဒီအထိကတော့တာမန်လူဝေလဲခံရတဲ့ဖုံးကြီးတစ်ပါးအကြောင်းလို့ထင်စရာရှိပါရယ်။ဒါပေမဲ့ဇလန်းကဒီမှာတည်းမပြီးသေးပါဘူး။ ပို့ပြီးတော့စိုးရတာကအရှင်မုံနေတဲ့ဟာအကြောင်းကနေဆင်းသွားတဲ့ချိန်မှာသူတယောက်တည်းဆင်းသွားတာမဟုတ်ပါဘူး။ပြည်တော်အေးချောင်းတိုက်ပိုင်းပစ္စည်းတွေကိုမတရားသဖြင့်ယူဆောင်သွားခဲ့တယ်လို့ဒေတာကန်နေကဆိုပါတယ်။သတင်းတွေအရဆိုရင်သူနဲ့သူ့ရဲ့ဆွေမျိုးသားတိုင်းကကျောင်းတိုက်ပိုင်းမော်တော်ကားတစ်စီးတန်မိုးကြီးပရိဘောကပစ္စည်းတွေဝိထုငွေတွေနဲ့သင်ငန်းအများပြားကိုဝယူဆောင်သွားခဲ့ကြတယ်လို့သိရပါတယ်။ စဉ်းစားကြည့်ပါဒီပစ္စည်းတွေဆိုတာတကားတကားမတွေကသူတို့ရဲ့ချွေးနှဲစာတွေတဲကနေတရဏတော်တည်တံ့ပြေပွားရေးအတွက်ရည်ရွယ်ပြီးတော့လှူဒန်းထားတယ်။ တန်ကြီးကပစ္စည်းတွေဖြစ်ပါတယ်။ပုဂ္ဂိုလ်တဦးတယောက်ပိုင်းပစ္စည်းတွေမဟုတ်ပါဘူး။ဖျားဝေရဝန်ဆောင်တဲ့အတန်းကားတော်တွေအသုံးပြုဖို့လှူထားတဲ့ပစ္စည်းတွေကိုလူဝေလဲခံရပြီးမှကိုကျိုးအတွက်သေဆောင်သွားတာကတကယ့်ကိုကြီးလေးတဲ့ခိုးမှု၊ယုံညံ့တဲ့စိတ်ဓာတ်လိုပဲပြောရမှာပါ။အခုဆိုရင်ဒေသခံပြည်သူတွေနဲ့မူလအလှူရှင်တွေဟာအင်မတန်မှစိတ်ဆင်းရဲနေကြရပါတယ်။လူဝေလဲခံရတာကတပိုင်းကိုလှူထားတဲ့သာသနီးကပစ္စည်းတွေပါသွားတာကတပိုင်းဖြစ်လို့နှစ်ဖက်နာဖြစ်နေရပါတယ်။ဒါကြောင့်သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ိစားကိုမျက်ခြေမပြတ်ထိတိယောက်ယောက်အေးအေးယူပေးဖို့လိုအပ်နေတာပါယူဆောင်သွားတဲ့ကားပရိဘောကားနဲ့ငွေကြေးတွေကိုကြောင်းတိုက်စီပြန်လည်ပေးအပ်နိုင်အောင်တောင်းခံပေးဖို့ဒေသခံတွေကအလေးအနက်မြစ်တာရက်ခံနေကြပါတယ်ဒီဖြစ်စဉ်ကိုကြီးကြီးအဖြစ်တရဏဝင်တဲ့အမိခံပြီးကိုကျိုးချာနေတဲ့သူတွေရှိနေတဲ့၍တရဏညှိုးနှမ်းစရာတွေဖြစ်လာအောင်မှာပါဒါပေမဲ့တစ်ဖက်မှာလည်းတရဏတို့ကိုဆောင်းရှောင်းမဲ့ပြည်သူတွေတာဝန်ရှိသူတွေရှိနေတဲ့၍အမားကိုအမှန်ပြနိုင်မှာပဲဖြစ်ပါတယ် ပြည်သက်တို့ရောဒီလိုမျိုးចောင်းထိုင်ဖုံးကြီးတစ်ပါးရဲ့လုံးရဲ့အပေါ်မှာဘယ်လိုမြင်မိကြပါသလဲ။တန်ကြီးကပစ္စည်းတွေကိုကိုပိုင်ပစ္စည်းလိုသဘောထားပြီးတော့ယူဆောင်သွားတာကိုရောဘယ်လိုအရေးယူသင့်ပါသလဲ။ဥပဒေကြောင့်အရာဘာတွေဆက်လုပ်သင့်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ အနှိမ့်ဆရောက်သွားပြီဆိုပြီးတကြိုလိုက်ချိန်မှာထူးဆန်းစွာအသက်ရှင်လာလို့နာမည်ကြီးနေတဲ့ထူးဆန်းသောအဖွာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ထိုင်းနိုင်ငံမှာမနေ့ကမှလက်လက်ဆက်ဆက်ဖြစ်ပွားခဲ့တဲ့ကြားရတဲ့သူတိုင်းကိုစက်သီးထားစရာကောင်းလောက်ထူးခြားဆန်းကြယ်တဲ့ဖြစ်ရပ်မှန်လေးတစ်ခုကိုပြပြပေးကြပါမယ်အနှိမ့်ဆရောက်သွားပြီလို့မိသားစုကအတီးပြုခေါင်းတလာတဲ့ထဲမိသားကြိုဖို့အတွက်မိဘဝတီရောက်သွားပြီးမှအံ့ဩပဲပြန်လဲအသက်ရှင်လာတဲ့အဖွာတယောက်ကြောင့်ပေါ့ အဖြစ်ပြက်ကတော့နိုဝင်ဘာလ24ရက်မနေ့ပိုင်းထိုင်းနိုင်ငံနန်ထပ်ဖူရီဖုန်ကြီးကျောင်းမှာဖြစ်ပွားခဲ့တာပါဒီဖုန်ကြီးကျောင်းဟာစီရင်နွမ်းပါတဲ့သူတွေအတွက်အခမဲ့မီးသင်းကြိုပေးတဲ့နေရာတစ်ခုအနေနဲ့နာမည်ကြီးပါတယ်အသက်65နှစ်အရွယ် Miss Chandra ဆိုတဲ့အဖွားတယောက်ရဲ့ DP ကုံတကြိုဘိုးအတွက်မိသားစုဝင်တွေကတည်ဆောင်လာခဲ့ကြပါတယ်။အဖွားဟာ Phanselot မျိုးကဖြစ်ပြီးတော့လွန်ခဲ့တဲ့3နှစ်လောက်ကတည်းကအုံနောက်အကျိယောဂအကြောင်းခွဲစိတ်မှုတွေပြုလုပ်ခဲ့ရတဲ့သူပါ။ ခွဲစိတ်ပြီးနောက်ပိုင်းလမ်းမလျှောက်နိုင်စကားမပြောနိုင်တော့ပဲအိယာထဲမှာပဲလဲလျောင်းနေကြရတာကြာပါပြီ။နိုဝင်ဘာလ23ရက်ညပိုင်းမှာတော့အဖွားဟာအသက်ရှူမဝဖြစ်ပြီးတော့လဲလျောင်းနေရကနေငြိမ်သက်သွားခဲ့ပါတယ်။ဒီအချိန်လေးကိုကြည့်ပြီးတော့မိသားစုဝင်တွေနဲ့ရက်ရွာလူကြီးတွေကအဖွာဆုံးပါပြီလို့ကောက်ချက်ချအတီးပြုတ်လိုက်ကြပါတယ်။ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့အလှည့်ပြောင်းတစ်ခုအစားဖြစ်လာပါတယ်။ မူလကမိသားစုဝင်တွေကအဖွားရဲ့ရုပ်အလောင်းကိုမိမတကြိုပဲနဲ့ချူလာလောင်ကွန်စင်းယုံကိုလှူဒန်းဖို့စီစဉ်ခဲ့ကြပါသည် ဒါပေမဲ့ကံကောင်းစွာပဲလို့ပြောရမလားစေယုံဘက်ကတတ်မှတ်ချက်တွေနဲ့မကန့်ညီလို့ဆိုပြီးဒီပီကိုလက်ခံဖို့ညင်းပယ်ခဲ့ပါတယ်။ဒါကြောင့်မိသားစုတွေကရွေးချယ်စရာမရှိတော့ဘဲခေါင်းတလာတဲ့ထက်ကားပေါ်တင်ပြီးတော့အနတ်ထပူရီမျိုးကအခမဲ့တကြိုပေးတဲ့ဖုံးကြီးချောင်းစီကိုကီလိုမီတာရာချီဝေးတဲ့ခရင်နဲ့မောင်းနေလာခဲ့ကြပါတယ်။မိသားစုကနေမှဖြစ်လာတဲ့အန်အောပွဲဖြစ်ရက်ကတော့ဖုံးကြီးချောင်းကိုရောက်လို့မိသားစုကိုပြင်ဆင်နေတဲ့အချိန် နောက်ဆုံးစီစဉ်နေတဲ့ဖုန်းတော်ကြီးတွေကခေါင်းတလားကိုဖွင့်ကြည့်လိုက်တဲ့အခါမှာအားလုံးကမင်းသက်သွားခဲ့ရပါတယ်။အနေဆက်ရောက်သွားပြီလို့ယူဆရတဲ့အဖွာချောင်းတီရဲရဲ့ခန္ဓာကိုယ်ဟာလှုပ်ရှားနေပြီးတော့အသက်ရှင်နေတာကိုဖုန်းကြီးတွေက မျက်မြင်ကိုတွေ့တွေ့လိုက်ရတာပါ။မိသားစုဝင်တွေနားရေးလိုက်ပို့တဲ့သူတွေအားလုံးအံ့အားသင့်ပြီးတော့မလုပ်ရမှန်းမသိဖြစ်ကုန်ကြပါတယ်။ ဖုန်းတော်ကြီးတွေကတော့ချက်ချင်းပဲအတွေ့အကြုံရှိစွာနဲ့အရေးပေါ်စိတ်အကိုယူအသက်ရှိမရှိထပ်မံစမ်းသပ်ပြီးရှေးဥသူနာပြုစုနည်းတွေလှုပ်ဆောင်ပေးခဲ့ကြပါတယ်။လက်ရှိအချိန်တွေကတော့အသက်ရှိနည်းတွေဆိုတာသိကြတာနဲ့တပြိုင်တည်းထိန်ဘယ်ရန်စေယုံကိုအရေးပေါ်လူနာတင်ကားနဲ့ပို့ဆောင်ပေးခဲ့ပါတယ်။ လက်ရှိချိန်မှာတော့အဖွားကဆေးရုံမှာဆေးကုသမှုခံယူနေပြီးတော့ဆီယဝင်းနေတဲ့သူနာပြုတွေကဂယုတဆိုင်စောင့်ရှောက်ပေးနေကြတယ်လို့သိရပါဗျ။ပရိသတ်ကြီးရဲ့ဒီဖြစ်ရပ်ကို ပြန်ကြည့်မယ်ဆိုရင်တကယ်ကိုထိတ်လန့်စရာကောင်းတယ်လို့သင်ငန်းစာယူစရာလည်းဖြစ်ပါတယ်။ကန်တရားရဲ့စီမံမှုကတကယ်လို့သာဆေးရုံကခန္ဓာကိုယ်လူတန်းတာကိုလက်ခံလိုက်ရင်ဒါမှမဟုတ်လမ်းခရီးမှာကြံ့ကြံ့မှုမရှိဘဲချက်ချင်းတကြိုလိုက်မိရင်အခြေအနေကဘလို့ဖြစ်သွားမလဲ။တွေးကြည့်ုံနဲ့ယင်းနဲ့ဒိတ်ကနေဖြစ်သွားရပါတယ်။ ဈေးရုံကငင်းလိုက်တာကအဖွားအတွက်အသက်ဆက်ရှင်ဖို့အခွင့်အရေးဖြစ်သွားစေခဲ့တယ်လို့ပါပဲ။ရရတလေထုံးစံအရာအသက်ကြီးရွယ်ဦးတွေနာတာရှည်ယောဂတဲ့တွေညှိသက်သွားရင်ဆုံးပြီလို့အလွယ်တကူကောက်ချက်ချတတ်တာကအန္တရာယ်ရှိနိုင်ကြောင်းဒီဖြစ်ရက်ကမိမောင်းထုတ်ပြနေပါတယ်။ဆရာဝန်တွေရဲ့တရားဝင်အတည်ပြုချက်မပါဘဲတိမ်ပါပြီလို့ဆုံးဖြတ်တာကတခါတလေမှအမှားကြီးမှားသွားနိုင်ပါတယ်။ ဘာဝေးဖြစ်ဖြစ်ပါအခုချိန်မှာတော့အဖွားချောင်းတွေရက်တရောင်မိသားစုနဲ့တူပြန်လည်ဆောင်တွေ့ခွင့်ရပြီးတော့ကျမ်းမာရေးပြန်လည်ကောင်းမွန်လာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဒီသတင်းကိုကြည်ရင်နဲ့ပရိသတ်ကြီးတို့ဘလို့ခံစားရပါသလဲ။မိမိတို့ရဲ့ပတ်ဝန်းကျင်မှာရောဒီလိုမျိုးအနေဆရောက်သွားပြီလို့ထင်ပြီးမှအသက်ပြန်ရှင်လာတဲ့အဖြစ်အပျက်မျိုးတွေကြားဘူးလားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ င်ပုံဖြစ်သူအနားမထိုင်မဲမင်းသမီးကိုအခုလိုလိုလိုက်တဲ့ဗီဒီယိုကြောင့်လူပြောများနေတဲ့မင်းသားအောင်ရည်ချမ်းရဲ့ဇနီးနာမည်ကြီးမင်းသားရဲ့ဇနီးဆိုပေမဲ့တပွင့်မတူပဲသဘောထားကြည့်တဲ့လောရတခုကြောင့်လူပြောများနေတာကတော့ရုပ်ဆောင်မင်းသားအောင်ရည်ချမ်းရဲ့ဇနီးတဲ့မခိုင်မဝင်းမောင် တာမန်အားဖြင့်ဆိုရင်မိန်းကလေးတော်တော်များများကကိုရဲ့ချစ်သူခင်မုန်းမမတဝင်းတို့တက်ကြတာမိန်းကလေးတဘာဝပါဒါပေမဲ့လည်းခင်မုန်းတဲ့ပုံမှာသဘောထားကြည့်ပြီးတော့အနုပညာရှင်ရဲ့ဇနီးပေးတာကြောင့်အားလုံးချစ်ကျူးခံနေရတာကတော့မင်းသားအောင်ရည်ချမ်းရဲ့ဇနီးမခိုင်မဝင်းဖြစ်ပါတယ်မခိုင်မဝင်းကမင်းသားအောင်ရည်ချမ်းနဲ့တိတ်မကြသေးခင်ကမှလက်ထပ်ထားတာဖြစ်ပါတယ်ဒါပြင်အောင်ရည်ချမ်းရဲ့ဇနီးတဲ့မခိုင်မဝင်းကရုပ်ရှင်ပရိုဂျူဆာထုတ်လုပ်သူတဦးလည်းဖြစ်ပါတယ် အခုတော့မခိုင်မောင်ဝင်တယောက်ခင်မုန်းတဲ့မင်းသားအောင်ရည်ချမ်းကိုစင်တင်ပြီးတော့မုံမှန်ညိုးဆိုတဲ့ဇလန်တွဲကိုထုတ်လို့ရိုက်ကူးနေရဖြစ်ပါတယ်။အဆိုပါဇလန်တွဲမှာတော့မင်းသားအောင်ရည်ချမ်းနဲ့အတူမင်းသမီးဝင်းရမုံနိုင်တို့ပါဝင်ထားပါတယ်။အဆိုပါဇကားကတော့ဝေအခမ်းနားမှာတော့ကတော့ရမယ့်အချိန်ထုတ်လို့သူမခိုင်မောင်ဝင်ကခင်မုန်းတဲ့ရဲ့ဘေးမှာမထိုင်မင်းနဲ့နောက်တန်းလေးမှာထိုင်နေတာဖြစ်ပါတယ်။မင်းသမီးဝင်းရမုံနိုင်ကတော့အားနာနေတာပါ။ ဒါကြောင့်အောင်ရည်ချမ်းရဲ့ဘေးမှာလာထိုင်ဖို့ဝင်းရမုံနိုင်ကအတင်းဆွဲပေမဲ့မခိုင်မောင်ဝင်းကသဘောထားကြီးစွာနဲ့ခင်မုံးတဲ့ကိုမင်းသမီးနဲ့အတူတူတွဲကကတော့စီခဲ့ပါတယ်။ဒီလိုမျိုး professional ဆန်တဲ့အပြုတ်မှုကြောင့်လူတွေကမင်းသားအောင်ရည်ချမ်းရဲ့ဇနီး producer မခိုင်မောင်ဝင်းကိုချီးကျူးနေကြတာဖြစ်ပါတယ်ရှင်။